ပညာရဲ့ level တွေတခုကိုလေ့လာဖို့အတွက်စာမျက်နှာ100လောက်ရှိတဲ့စာအုပ်တွေ PDF ဖိုင်တွေကိုအချိန်ပေးပြီးလေ့လာနေရတဲ့ဒုက္ခတွေဒါမှမဟုတ် YouTube video အရှည်ကြီးတွေကိုအချိန်ပေးပြီးသွားတော့မှလေ့လာနေရတဲ့အပိုင်းအကုန်လုံးကိုကိုယ်ရဲ့ notebook အန်လန်ကိုအသုံးပြုပြီးသွားတော့မှဘယ်လိုမျိုး minute ပိုင်းတွေလေ့လာရမလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါ General AI တွေဖြစ်တဲ့ Gemini ChatGPT တို့လို General AI အဖြေတွေကိုပေးတာမျိုးမဟုတ်ဘဲနဲ့ကိုတင်ပေးလိုက်တဲ့အရင်းမြစ်စွတ်စက်တွေကိုယူပြီးသွားတော့မှ ပိုလိလာခြင်းနဲ့အကြောင်းအရာပေါ်မှာ special AI တယောက်ကိုဖန်တီးရယူနိုင်တဲ့နည်းပဲဖြစ်ပါဖုန်းနဲ့လည်း browser ကနေပြီးတော့ desktop mode ကိုဖွင့်ပြီးအသုံးပြုလို့ရတယ်လို့ play store ကနေပြီးတော့မယ် notebook allen ဆိုပြီးတော့မှ download ရယူပြီးအလွယ်အသုံးပြုလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့စားလိုက်ကြရအောင် notebook allen ကိုဝင်ဖို့ကိုယ်ခဲကနေပြီးတော့မယ် notebook allen လို့ရိုက်လိုက်မယ်ဒီမှာ d website notebook allen တော့ကိုကဲကိုတစ်ချက်ဝင်လိုက်ရုံပဲ try notebook and lamp ကိုတစ်ချက်နှိပ်လိုက်မယ် all ရှိတယ် all ထဲမှာကတော့ကို့အနေနဲ့ဒီဘက်မှာ create လုပ်ထားပြီးသားဒေတာတွေလည်းရှိတယ်သူ့အနေနဲ့ကိုက create လုပ်ထားပြီးသားဒေတာတွေလည်းရှိတယ်ဗောနော် okay နောက်မှကျတော့ feature ဒီကကျတော့ notebook and lamp အနေနဲ့ sample လုပ်ထားတဲ့ဒေတာတွေကိုပြတာပဲဖြစ်တယ်ဗောနော်ကိုကတော့ဒီဘက်မှာ edit create လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီဘက်မှာ create new ကိုတစ်ချက်နှိပ်လိုက် notebook တစ်ခုစပါပြီအဲ့ဒီမှာဆိုလို့ရှိရင်ဒီ notebook ကို file နေတင်ပေးဖို့တော့ကို linear ၄နေရာနေတင်ပေးလို့ရ upload source ကနေပြီးတော့မှာကိုယ့်စာထဲမှာရှိ ိတဲ့ PDF ဖိုင်တွေစာသားဖိုင်တွေနောက်တစ်ချက်အနေနဲ့ audio ဖိုင်တွေအစ MP3 တွေကိုတင်ပေးလို့ရတယ်အဲ့ဒီပြင်ကောင်မှာမှာဓာတ်ပုံတွေတင်ပေးလို့လည်းရသေးတယ်ဓာတ်ပုံကောင်မှာမှာဒီပုံစံအမျိုးစုံအာဖိုင်ဆိုင်အမျိုးစုံဖိုင်တိုက်အမျိုးစုံနဲ့ပတ်သက်ပြီးတော့မှာကြိုက်တယ်လို့တင်ပေးလို့ရတယ်ကဲကဲ boss page ကနေလည်းတင်ပေးလို့ရတယ် website ရဲ့ link တွေကိုတစ်ခါတည်းထည့်ပြီးတော့လည်း run လို့ရတယ် youtube video ရဲ့ link တွေကိုလာပြီးတော့ထည့်လို့လည်းရတယ်နောက်တစ်ခါကိုယ်အနေနဲ့ဒီဘက်မှာစာသားတွေကိုထည့်ပြီးတော့လည်းတင်ပေးလို့ရတယ်ကျွန်တော်ပထမအဦးဆုံးတော့ဒီဘက်မှာ link ကို YouTube video ရဲ့ link ကိုတစ်ချက်သွားယူမယ်အဲဒါကြောင့် YouTube video တစ်ချက်နှိပ်လိုက်မယ်ဒီမှာတို့ link ချက်ပေးတဲ့နေရာပေါ်လာပြီဒီ YouTube video မှာရှိတဲ့အိမ်လုံးမက်ကက် video ဒီမိနစ်40ကျော်တော့မှအဲ့လောက်ထိကျွန်တော်အချိန်ပေးပြီးနားထောင်မနေနိုင်ဘူးပြောတော့နောက်တစ်ခုကကျတော့သူပြောတာအင်္ဂလိပ်လိုပြောထားတာအဲ့ဒီမှာကျွန်တော်ကသူ့ရဲ့ဒီမိနစ်40သာအချိန်ကို summarize လုပ်ပြီးတော့မှနားထောင်ကျင်နေဆိုလို့ရှိရင်ဒီဘက်က share ကိုတစ်ချက်နှိပ် link ကို copy ကိုပြီးတော့မှဒီ notebook အလံမှာဒီ data လေးကို ပိတ်ချပေးလိုက်ပြီးရင်အင်ဆက်လုပ်ပေးလိုက်ဒီမှာတစ်ချက်သတိထားရမှာဒီ YouTube video ဒီမကြသေးမီကမ်းမှာ upload တင်ထားတယ်နောက်ကမှမကြသေးမီကမ်းမှာ public ချထားတယ်လို့ဆိုလို့ရှိရင်တော့သူ့အနေနဲ့အလုပ်လုပ်မှာမဟုတ်ဘူးညီမလိုပဲ summary လုပ်ထားအကြောင်းအရာကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ setting တွေကိုတစ်ချက်နဲ့ output language ကိုတစ်ချက်နဲ့အဲ့ဒီမှာ default language အနေနဲ့ကတော့အင်္ဂလိပ်မြန်မာလို့ရွေးပေးလိုက်လို့ရှိရင်တော့ရပါပြီပြီးရင်ကျွန်တော် save လိုက်မယ် refresh တစ်ချက်ခေါက်လိုက် ါတို့လို့ရှိရင်တခါတည်းဒီ YouTube ဗီဒီယိုကိုမြန်မာလို summarize အနေနဲ့တခါတည်းထုတ်ထားပေးပြီးသားဖြစ်ပါတယ်။နောက်တစ်မျိုးထပ်ဆန်းကြည့်အောင်ကျွန်တော် create notebook တစ်ချက်နှိပ်လိုက်မယ်။ဒီဘက်မှာ website link ကိုထည့်ကျင်နေဆိုလို့ရှိရင်လည်းဒီဘက်မှာ link တစ်ချက်ချလိုက်ပြီးသားပြီးတော့ကျွန်တော်ဒီဘက်က FMI company ရဲ့ဒီ link ကိုကိုတိုးစီယူလိုက်မယ်။ဒီမှာကိုတိုးဖီနဲ့ချလိုက်မယ်။နောက်တစ်ခါဒီဘက်က MEHK webpage ကိုလည်း control link နဲ့ယူပြီးသားတော့မှအောက်မှာ underneath ကိုတိုးဖီနဲ့ချလိုက်ပြီးသားပြီးဆို insert လုပ်လိုက် ဝက်ဘ်ဆိုက်တွေမှာဖော်ပြထားတဲ့အချက်အလက်အကြောင်းအရာအကုန်လုံးကိုသူက summarize လုပ်ပေးမှာပဲဖြစ်ပါနံပါတ်1ဒီတစ်သည်ဘယ် data ကနေပြီးတော့ web page ကနေဆွဲထုတ်သွားတာဘာဆိုပြီးတော့တော့ဖော်ပြပေးရတာဒီ notebook lm ကထူးခြားချက်တွေ Gemini တို့ ChatGPT တို့လို internet ပေါ်မှာရှိတဲ့ data တွေပေါ်မှာလာပေးတာမျိုး မဟုတ်ဘူးသူကကြတော့ကိုစော့ data ထည့်ပေးလိုက်တဲ့ data ပေါ်မှာနေပြီးတော့မှလာပြီးရှာပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့လေ့လာတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးစိတ်ချတယ်ကိုစော့ data တင်ပေးလိုက်တဲ့အပိုင်းအကုန်လုံးကိုသူ့အနေနဲ့ဒီဘက်မှာတခြားပေါ့နော် notebook online AI အတွက်ကိုမ train တဲ့နေရာမှာမသုံးပါဘူးဆိုပြီးတော့မှလည်းသူတခါလဲအာမခံပေးတာ internet ကနေကိုကိုလိုချင်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ရှာလို့ရသလားလို့ဆိုတဲ့မေးစရာတစ်ခုရှိတယ်ရှာလို့ရပါတယ်ရှာချင်တယ်ဆိုလို့ရှင်တော့ဒီဘက်မှာ drive မဟုတ်ဘဲနဲ့ web ကိုရွေးလိုက် D reset ကိုယူလိုက်။ဘာဖြစ်လို့ D reset ကိုယူလဲဆိုတော့ fat reset ဆိုလို့ရှိရင်တခြား AI တွေနီးတူပဲ။အင်တာနက်ကနေပြီးတော့မှကိုအကြောင်းအရာနဲ့တက်ပြီးစဆိုင်တာမသက်ဆိုင်ရာတွေကိုမြင်မြန်လာပြီးတော့ရှာပေးတယ်ပေါ့နော်။ကိုက D reset ဆိုလို့ရှိရင်တော့ကိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဟောဒီဘက်မှာရေးပေးလိုက်တဲ့ promo မျိုးတွေပြီးတော့မှသူ့အနေနဲ့ပုံမစိတ်ချရတဲ့ reset မျိုးတွေကိုရှာပေးလာတာပဲဖြစ်ပါတယ်။အမေရိတ်နဲ့ FMI company ကိုယူပြီးသွားတဲ့အခါနောက်ထပ်စို့ဒေတာတွေထပ်လိုချင်နေဆိုလို့ရှိပြီးတော့မှကျွန်တော်ရှာခိုင်းလိုက်မယ်။ public company in myanmar ဆိုပြီးတော့မှကျွန်တော်ရိုက်ချလိုက်မယ်။ နည်းနည်းလေးတော့အချိန်ပေးရပါတယ်ခုကတော့ source အနေနဲ့ top 27 source ဆိုပြီးတော့မှအရင်မြစ်ခုနှစ်ခုကိုသူထုတ်ပေးလိုက်တဲ့ဒီ report တွေထဲမှာကိုမလိုချင်တဲ့အကြောင်းအရာရှိတယ်သူတခါလဲဖယ်ထုတ်ခဲ့လိုက်လို့ရတယ်ကိုလိုချင်တဲ့အကြောင်းအရာကိုပဲရွေးပြီးတော့မှထည့်သွားလိုက်လို့ရတယ်ဒါမှမဟုတ်လို့ချင်းသူအနေနဲ့နှက်ဆက်ခွန်ပေးလိုက်တဲ့ခါမှာကျွန်တော်မလိုချင်တဲ့ဒီအကြောင်းအရာတွေကိုဖယ်ထုတ်လိုက်မယ်ဒါဆိုလို့ချင်း report 20ပဲကျန်တယ်ပေါ့နော် import နှိပ်လိုက်ပထမကျွန်တော်တို့ရှိခဲ့တဲ့နှစ်ခုရဲ့ အင်တာနက်ကနေဝက်ပေးရနေပြီးတော့ဒီမှာရှာထားတဲ့ report တွေပဲအလုံးလုံးပါလိမ့်မယ်ဒီလိုမျိုးအလုံးလုံးတဲ့ခါမှာတော့တစ်ချက်တတိထားသိကျင်တာဒီဒီမှာဆိုလို့ရှိရင်ဒီ report ၃ခုဒီကျွန်တော်တို့တွားပြီးဆွဲယူလို့မရဘူးအကြောင်းအရာမျိုးမျိုးကြောင့်အကောင့်ဝင်ပြီးတော့ဒီမှာဝင်ရတဲ့ report မျိုးတွေနဲ့ subscribe လုပ်ပြီးတော့ဒီမှာဝင်ရတဲ့ report မျိုးတွေအတွက်ဆိုလို့ရှိရင်တော့မရဘူးအနေရောင်ပြပေးလိမ့်မယ် report of face ဆိုဆက်ကိုနှိပ်ပြီးတော့ဒီမှာအကုန်ဖယ်ထုတ်လိုက်လို့ရပါတယ်ကိုယ်ဆက်တဲ့မှာရှိတဲ့ဆိုဆက်တွေမှာထပ်ထည့်ခြင်းလဲဆိုလို့ရှိရင်တော့အဆိုဆက်ကိုတစ်ချက်နှိပ်ပြီးတော့ဒီမှာထပ်ထည့်လို့ရပါသေးတယ်ဒါကတော့ internet ကနေပြီးတော့ဒီမှာရှားယူတဲ့ဘိုင်းမှာဆိုဆက်တွေကို ယူတဲ့အခါမှာဒီဘက်မှာ paste touch ကတော့စာသားအနေနဲ့ပဲယူလာပြီးတော့ဒီ copy paste ယူပြီးတော့လာထည့်ခြင်းနဲ့ဆိုလို့ကျွန်တော်ဒီ paste တက်နဲ့သုံးတယ်ကျွန်တော်ရဲ့ဒီ file ထဲမှာရှိတဲ့စိုးစက်တွေကိုပဲယူပြီးတော့အလုံးလုံးမှာပဲဖြစ်ပါတယ်ဘယ်တွေကယူထားတာလဲဆိုလို့ရှင်တော့ဒီဘက်မှာရှိတဲ့ကျွန်တော်တို့ Google Scholar တွေကနေပြီးတော့တွားယူထားတာသိခြင်းတဲ့ net ပဲကိုလိုလိုချင်တဲ့ net ပဲနဲ့ပတ်သက်ပြီးတော့မှ reset လုပ်ထားတဲ့ပြပါတယ်အများကြီးပဲဒီမှာတော့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့မှ paper ၄ဆောင်ကိုဆွဲထုတ်ထားတယ်အဲ့ဒီမှာ MBA thesis business ပါပါသေးတယ်ကျွန်တော်ဒီ paper ၄ဆောင်ကနေပြီးတော့မှ လိုချင်တာဒီစူဟိုတီတွေလုပ်ငန်းရှင်များဤစိတ်ထားနှင့်အပြုတ်မှုများဆိုတဲ့အကြောင်းကိုတစ်ချက်ဆန့်လုပ်လိုက်မယ်ကျွန်တော်တင်ပေးလိုက်တဲ့ဒီစာတမ်းအကုန်လုံးဒီအင်္ဂလိပ်လိုပဲရေးထားတာဒါပေမဲ့ကျွန်တော်ကဒီစတင်ထဲမှာ အောက်ပို့ language ကိုမြန်မာလိုပဲပြောင်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုပြန်ပေးလာတဲ့အကြောင်းအရာအကုန်လုံးဒီမြန်မာလိုပဲပြန်ပေးလာတာကိုတွေ့ရလိမ့်မယ် chess setting ကိုတစ်ချက်နဲ့ပြီးတော့မှကို့အနေနဲ့ chess ကိုဘယ်လိုမျိုးအနေနဲ့သုံးမှာလဲပေါ့နော် land နဲ့ guy အနေနဲ့ကို့ကိုဒေးကျင့်တင်ညာပေးတဲ့အနေနဲ့သုံးမှာလားနောက်တစ်ခါကျတော့ကို့ကိုပြန်ပေးတဲ့အဖြေတွေကိုဟိုတူတူတောင်းတောင်းမဲ့ပြန်ပေးစေချင်တာလားဒါမှမဟုတ်ကို့ကိုအရှိတပွင့်အနေနဲ့ပြန်ပေးချင်တာလားပေါ့နော်ကျွန်တော်ကတော့ပုံမှန်ရဖြစ်တော့စဖတ်ရတဲ့နည်းပြင်းတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့တော့ short out ကိုပဲပို့ပြီးသဘောကျတယ်နောက်တစ်ခါကျတော့ custom အနေနဲ့သူပြီးတော့ထပ် ယူလို့ရကျွန်တော်ဒီဘက်မှာ landing guide အနေနဲ့ပဲအခြေခံအနေနဲ့သုံးမယ်ပြင် save ထားလိုက်အဲဒါဆိုနောက်ပိုင်းကျွန်တော်ကိုပေးလိုက်တဲ့ report အကုန်လုံးဒီတင်ပေးနေတဲ့ပုံစံမျိုးအနေနဲ့လာပေးမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီဘက်က chat တစ်ပိုင်းကိုဒီ chat ကြားလေးသဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ် studio မှာတော့ pro ကိုဝယ်ထားလို့တကယ်၍ကိုက pro မဟုတ်ဘူးဆိုလို့ရှိရင်တော့ infographic နဲ့ slide deck ကိုသုံးလို့ရမှာမဟုတ်ဘူး audio overview ကိုတစ်ချက်ကြည့်ကြည့်မယ် audio over view ကိုတစ်ချောက်ကုန်မယ်ဆိုလို့ရှိရင်ရွေးချယ်စရာ၄မျိုးရှိအဲ့ဒါမှာ deep dive ကကြတော့ကျွန်တော်ဒီစာတန်းနေနဲ့ပတ်သက်ပြီးတော့မှသူစကားပြောပေးတဲ့လူနှစ်ယောက်ဒီတည်တည်ချာချာပြန်ပြီးဖြေကြားပေးလိမ့်မယ်တည်တည်ချာချာနည်းနည်းကိုသူ့အနေနဲ့ focus ထားပြီးတော့ပြောပေးလိုက်မယ်နောက်ကကြတော့ brief ကကြတော့ဒီစာတန်း၄ဆောင်လုံးကို ဟောပြပြီးတော့မှတယောက်နဲ့တယောက် overview အနေနဲ့ပြောတဲ့ပုံစံမျိုးအနေနဲ့ပြောပေးမယ်။နောက်တစ်ခါကျတော့ quick နေနဲ့ကြတော့ကျွန်တော်ကိုဝေဖန်အကြံပြုပေးနေတဲ့ပုံစံမျိုးအနေနဲ့ပြန်ပေးရအောင်။နောက်တစ်ခါကျတော့ debate debate ကကျတော့တယောက်နဲ့တယောက်အပြန်အလှန်ညင်းကုန်နေတဲ့ပုံစံမျိုးအနေနဲ့ဒီ audio file ကိုပြန်ပေးပေးတာ။ဒါကတော့ကိုကြိုက်တဲ့ပုံစံမျိုးအနေနဲ့ရွေးခိုင်းပြီးတော့မှကြိုက်တဲ့ပုံစံမျိုးအနေနဲ့အသုံးချလို့ရတယ်။ကျွန်တော်ဒီဘက်မှာ deep dive နဲ့ပဲသုံးမယ်။နောက်တစ်ခါကျွန်တော်ကိုပြန်ပေးစေချင်တဲ့ language ဒီမြန်မာလိုပဲပြန်ပေးစေချင်တယ်။ကျွန်တော်တော့ဒီဘက်မှာ default အနေနဲ့တော့မပေးစေချင်ဘူး။တူတူတောင်းတောင်းလေးပဲကျွန်တော်ကိုပြန်ပေးစေချင်တယ်။အဲ့ဒါဆိုလို့ရှိရင်အောက်မှာအပိုင်း၃ပိုင်းရွေးလို့ရတယ်။ ီစာတန်း၄ဆောင်လေးကနေမှမှကျွန်တော်ကဘယ်အကြောင်းအရာကိုပဲဖိုကတ်ထားပြီးတော့ကျွန်တော်ပြန်ပေးစေချင်တယ် နောက်တစ်ခါကျတော့ဒီအကြောင်းအရာမှာဆိုလို့ရှိရင်လည်းဘယ်အကြောင်း topic ကိုပဲကျွန်တော်ကိုရှာပြီးတော့မှပြန်ပေးသေးခြင်းလဲနောက်တစ်ခါကျတော့ကျွန်တော်ကဘလို audience တိုင်းမျိုးလဲဥပမာကျွန်တော်ဒီအခုမှစပြီးလေ့လာနေတဲ့လူမျိုးသူ beginner ဒါမှမဟုတ်ကျွန်တော်ကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှအတိုင်းအတာတစ်ခုဒီတည်ပြီးသားကျွန်တော်အလယ်လတ်အဆင့်လောက်ဒီဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တည်ပြီးဒါမှမဟုတ်ကျွန်တော်က master level လောက်ကိုသိစေပုံစံမျိုးအနေနဲ့လုပ်ထားတာဒါမှမဟုတ်ကျွန်တော် PhD level လောက်အနေနဲ့ research လုပ်မှဒါတို့ရှိရင်ကျွန်တော်တော်တော်များများသိပြီးသွားပြီဆိုတဲ့အတွက်ကြောင့်မလို့ဒီစာတိုင်းမှာပါတဲ့အခြေခံချက်တွေကိုဖယ်လိုက်မယ်ကျွန်တော်တို့ဒီဘက်မှာပုံမှန်တိုင်းမယ် စုံတီထွေလုပ်ငန်းရှင်များ၏စိတ်နေသဘောထားအပြုမူများနဲ့အခြေခံအဆင့်ဆိုပြီးတော့မှကျွန်တော် deep dive အနေနဲ့ပေးလိုက်မယ်။တွန်တွန်တီထွေလုပ်ငန်းရှင်တယောက်ရဲ့ဘဝဆက်ကြောင်းဆိုရင်ပေါ့လေကျွန်တော်တို့ကြားနေကြအောင်မြင်မှုတွေလိုပဲတကယ်တမ်းချောင်းမွေ့နေရလား။ဒါမို့အဲ့ဒီနောက်ွယ်မှာဘလို့ဗန္ဓာရေးဆိုင်ရာထိုးထွင်းညာဟုတ်တယ်ပိုက်ရှင်နဲ့ပတ်သက်တဲ့စီမံခန့်ခွဲမှုနဲ့အရှိကိုကြိုးမြင်နိုင်စွမ်းပေါ့အစိုးရကပြောတဲ့ဗန္ဓာရေးလွတ်လပ်ခွင့်လိုချင်တဲ့စိတ်က ဒီလိုရင်ချင်းကိုမွေးဖွားပေးနိုင်တဲ့တော်တော်လေးအဆင်ပြေတာကိုတွေ့ရပါတယ်။နောက်တစ်ပိုင်းအနေနဲ့ကတော့ video overview ပါ။ကျွန်တော်တို့ရှိမှရှိတဲ့ဒီ source data ပေါ်မူတည်ပြီးတော့တော့မှသူ့က video ပုံစံမျိုးလေးအနေနဲ့အတန်ရောရုပ်ရောပါပြီးတော့တော့မှလာပြီးဖော်ပြထားပေးတာ။ဒီဘက်မှာ explainer ပို့ကိုရှင်းပြနေတဲ့လူပုံစံအနေနဲ့ပေးပါ။ brief ကကြတော့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့တော့မှမြန်မြန်ဆန်ဆန်နဲ့အဓိက idea တွေကိုပဲပေးပါဆိုပြီးတော့မှဖော်ပြလိုက်တာ။ကျွန်တော်တို့ဒီဘက်မှာဆိုလို့ရှိရင်တော့ explainer နေနဲ့မသုံးတော့ brief နေနဲ့သုံးလိုက်မယ်။ပြီးတော့ပြီဆို custom value style ကိုကြိုက်တဲ့ နေနဲ့ style ကိုရွေးလို့ရသေးတယ်ဆိုပြီးတော့တော့မှဖော်ပြတယ်နောက်တစ်ခါ custom အနေနဲ့ကလေးတွေကိုပုံပြပြနေတဲ့ပုံစံမျိုးပြောမှလာသူဘယ်လိုမျိုးပြောနေကြတာလဲဆိုပြီးတော့တော့မှကြိုက်လို့ရေးခိုင်းလို့ရတယ်ပေးလာတဲ့ပုံတွေကိုလုံးကိုဒီ animation ပုံစံပုံလေးနဲ့ဖြစ်စင်တဲ့အတွက်ကြောင့်မလို့ဒီဘက်က animate ကိုယူလိုက်တဲ့ ဒီစွန်းစက်ထဲမှာရှိတဲ့အကြောင်းအရာတွေကနေပြီးတော့မှဘယ်အကြောင်းအရာကိုဥတည်ချက်ထားပြီးရေးပြရမလဲဆိုပြီးတော့ရွေးခိုင်းတယ်ဒီရှိတဲ့ data စွန်းစက်တွေထဲမှာမှာဘယ်စွန်းစက်ကိုပဲဥတည်ချက်ထားပြီးရေးပြရမလဲဒီဗီဒီယိုရဲ့အစလေဆုံးကိုဘယ်လိုပုံစံမျိုးအနေနဲ့ဖွဲ့စည်းစေချင်လဲဆိုပြီးတော့မှရွေးချယ်စရာ၃မျိုးရေးပြလို့ရတယ်ဗောနောကျွန်တော်တို့ဒီမှာနည်းနည်းလေးစုံတွေ့တွေ့လုပ်ငန်းရှင်များစိတ်နေသဘောထားနဲ့အပြုမှုများဆိုပြီးတော့ပဲရေးပြလိုက်မယ်ပြီးတော့ပြီးဆို generate လုပ်ခိုင်းလိုက်မယ်စုံတွေ့ထွန်းလုပ်ငန်းရှင်တယောက်ရဲ့ခီးလန်းကတကယ်တမ်းဘယ်လိုရှိပါသလဲ ဒီနေ့သူတို့ရဲ့စိတ်နဲ့စိတ်ထားနဲ့အဖြူမှုတွေကို အနီးကပ်လေ့လာကြည့်ကြရအောင်။အောင်မြင်တဲ့လုံငန်းရှင်တွေအားလုံးမှာတူညီတဲ့အရာတစ်ခုရှိတယ်ဆိုရင်အဲ့ဒါဘာဖြစ်မလဲ။အဖြေကထင်မှတ်ထားတာဖြစ်နေနိုင်တယ်။ဟုတ်တယ်ကြာရှုံးမှုပါ။သူတို့တနာတဲ့အရာဒါဟာသူတို့ခကြီးလန်းရဲ့အရေးကြီးဆုံးအစီအပိုင်းတစ်ခုတောင်ထွက်လာပါတယ်။လာပေမဲ့အစပိုင်းကိုပြန်သွားကြအောင်ဗီဒီယိုအိုဗာဗျူးနဲ့ဒီအော်ဒီယိုအိုဗာဗျူးတွေဒီစတူဒီယိုကိုသုံးမဲ့အကြံရည်အတွက်တော့ကန့်သက်ထားတယ်လို့တော့သိရတယ်ဒါပေမဲ့အတိအကျတော့ဖော်ပြထားခြင်းတော့ မရှိသေးဘူးပေါ့နော် programmer ဆိုလို့ရှိရင်တော့၅စားလောက်ပို့ပြီးသုံးလို့ရတယ်ဆိုပြီးတော့ဖော်ပြထားတာတော့တွေ့ရတယ်ကျွန်တော်တို့နောက်တစ်ချက်ကတော့ mind map ပါ Australia CSM စီးပွားရေးလုပ်ငန်းရှင်များပေါ့တဲ့စီးပွားရေးကိုကျင်းသက်ရောက်မှုဆိုပြီးတော့မှ mind map ဖော်ပြတယ်အဓိကတွေ့ရှိချက်တွေကိုထပ်ပြီးတော့မှထပ်ပြီးစင်ပွားခွဲသွားပြီးတယ်စကွက်ရသည့်အကြောင်းရင်းများဆိုပြီးတော့လည်း ထပ်ပြီးတော့မှခွဲသွားပြီအဲ့ဒီလိုမျိုးကိုကမိုင်းမက်ကိုလှုပ်လိုက်ခြင်းအပြင်အเจ้าရတွေပေါ်မှာလည်းပုံမိုးနားလည်သွားနိုင်တယ်အเจ้าရတခုနဲ့တခုဘယ်လိုမျိုးချိတ်ဆက်နေတယ်လဲဆိုတာကိုလည်းသိရှိသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိုင်းမက်ဒီလည်းအသုံးပြုရာအလွယ်ကူဆုံးနဲ့ relationship ချိတ်ဆက်ပြီးတော့မှနားလည်တဲ့နေရာမှာအရန်အဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့မိုင်းမက်ကိုလည်းတခါတည်းထည့်သွင်းပြီးတော့အသုံးပြုလို့ရ report မှာဆိုလို့ရှိရင်တော့ကိုယ်ကရဲ့ report type ကိုဘယ်လိုပုံစံမျိုးအနေနဲ့ report ရေးပေးခြင်းလဲဆိုပြီးတော့မှရေးပေးနိုင်တယ်။ strategy guide အနေနဲ့ပဲရေးခံလိုက်တော့မယ်။ report ရေးပေးနေတာဒီဒီအကြောင်းအရာကိုကျွန်တော်လေ့လာနေတဲ့လူတယောက်တော့ကိုသူ report ရေးပေးနေတာဖြစ်တယ်ဗောနော report တစ်ချက်ကြည့်ကြည့်လိုက်မယ် စိုးစား၄ခုပေါ်မှာမိုတီးပြီးတော့တော့မှ report အခါလေးရေးပေးလာတယ်တော်တော်လေးကိုအဆင်ပြေတယ်ဘလို level မျိုးတွေရေးခိုင်းမှာဘလိုမျိုးအကြောင်းအရာမျိုးတွေဆိုပြီးတော့တော့မှ report ကိုကြက်ကြက်ပုံစံမျိုးအလုပ်ကံခွင့်မှာလိုအပ်တဲ့ပုံစံမျိုးတွေနဲ့တုံးလို့ရပါတယ်နောက်တစ်ခုကတော့ flag up ပါကိုဒီကြောင်းနဲ့ပတ်သက်ပြီးတော့တော့မှဘလောက်ထိနားလဲလဲဒီကြောင်းနဲ့ပတ်သက်ပြီးတော့တော့မှအလွတ်ကျမှတ်ချင်တဲ့ခါမျိုးဆိုတော့ flag up ကိုအသုံးပြုတယ်ကျွန်တော် flag up ကတော့ fuel အနည်းငယ်ပဲပေးပါမိုးပို့ပြီးပေးပါဆိုပြီးတော့တော့မှကြက်ကြက်ပုံစံမျိုးနဲ့ရေးလို့ရတယ်ကျွန်တော်တော့ standard အနေနဲ့ရေးမယ်ပို့ကိုပေးလာတဲ့ flag up ဒီမှာလဲ ်ကိုကအလွယ်ပုံစံမျိုးအနေနဲ့ပဲပေးသေးချင်တာလားမီဒီယံတော့မှမဟုတ်ဟဲ့ပုံပြီးခက်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 ပုံစံမျိုးအနေနဲ့ပေးသေးချင်တာလားဆိုပြီးတော့မှကြိုက်တဲ့ပုံစံကိုယူလို့ရအဲ့ဒီကွန်ပါမှာ flag ကပ်ပေးတဲ့အခါမှာဆိုလို့ရှိရင်တော့သူကဘယ်အကြောင်းအရာကိုမူတည်ပြီးတော့မှသူ flag ကပ်ထုတ်ပေးရမှာလဲဒီအကြောင်းနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုတော့သူလုတ်ပေးရမှာလားဒီ flag ကပ်အတွင်းမှာဆိုလို့ရှိရင်တော့စလုံးဘလောက်လောက်ထိပါမှာလဲဘလောက်လောက်ဒီသူ့အနေနဲ့ဒီသီးစစ်တွေပေါ်မှာဘလောက်နားလည်သွားပြီးဆိုပြီးတော့မှပြန်ပြီးဆက်ဆက်တဲ့ပုံစံမျိုးဆိုပြီးတော့မှကြိုက်တယ်လို့ရေခိုင်းလို့ရတယ်ကျွန်တော်တို့ဒီမှာဘာမှမထည့်တော့ဘူးလုပ်ငန်းအတွက် flag ကပ်အပြားလေးထွက်လာပြီအဲ့ဒီတစ်ချက်ဝင်ကြည့်လိုက်မယ် ဖလက်ကပေါ်မူတည်ပြီးတော့မှကိုကိုမေးခွန်းလေးတွေမေးလာရတယ်ပေါ့နော်ဒီကတ်တွေပေါ်မူတည်ပြီးတော့လည်းကို့အနေနဲ့ဒေါင်းလုဒ်လုပ်ပြီးတော့မှသိမ်းပြီးတော့အသုံးပြုလို့လည်းရတယ်ဒါမှမဟုတ်ဒီတိုင်းလေးကိုပဲသုံးသွားလို့ရတယ်အဖြစ်ပြန်ကြည့်ကျင်နေရဆိုလို့ရှင်လည်းအနောက်မှာတစ်ခါလည်းပါပြီးတာဒါကတော့ကို့အနေနဲ့ဒီအကြောင်းအရာပေါ်ဘလောက်နားလည်လဲဆိုတော့ကိုကိုကိုပြန်ဆန်းစစ်တဲ့ခါမှာဆိုတော့ဖလက်ကတ်ဒီအသုံးပြုလို့အကောင်းဆုံးပဲအဲ့ဒီ need to ပဲနောက်တစ်ခါ question နေ question နေနဲ့လည်းကိုကိုကိုပြန်ပြီးတော့သုံးသပ်လို့ရတယ်ပေါ့နော် customize question မှာတော့စိုးစက်ပေါ်မှာမူတည်ပြီးတော့မှသူ့အနေနဲ့ဘယ်အကြောင်းအရာကိုပဲဥတည်ပြီးတော့ရေးပေးရမှာလဲနောက်တစ်ခါကျတော့ဒီ concept တွေနဲ့ပတ်သက်ပြီးတော့မှသူဘယ်လိုမျိုးရေးပေးရမလဲဆိုပြီးတော့မှ ကိုရှင်အနေနဲ့ကိုက create လုပ်ခိုင်းလိုက်တာပဲဖြစ်တယ်အဲဒါဆိုကျွန်တော်တို့ဒီ entrepreneur concept ကိုပဲရေးခိုင်းလိုက်တော့မယ်စုံဝန်တွေတွေသဘောထားအစိတ်နေအပြုတ်မှုများဆိုတဲ့ question ကိုကျွန်တော်ရေးခိုင်းလိုက်မယ် generate လုပ်ခိုင်းလိုက်မယ်ကျွန်တော်တို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့တော့မှညံစမ်းအပိုင်းလေးတွေကိုဖော်ပြလာတာပဲဖြစ်တယ်ဒါလေးတစ်ချက်ချင်းကြည့်ရအောင်သူအနေနဲ့ကျွန်တော်တို့ပေးလိုက်တဲ့စုစက်တွေပုံမှန်မူတည်ပြီးတော့မှ question လေးတွေဖော်ပြပေးထားတယ်ဒီမှာကို multiple choice လေးတွေနဲ့တခါတည်းစမ်းစစ်သွားလို့ရတယ်နောက်ဆုံးမှာတော့ကိုဘယ်လောက်ထိမှန်လဲဆိုတာကိုတခါတည်းသိရှိလိမ့်မယ်ကိုဒီစာလေးလာတဲ့နေရာမှာတော်တော်အဆင်ပြေတယ်။ infographic ကိုတစ်ချက်သွားကြည့်မယ်။ infographic ကကြတော့ true orientation သူ့အနေနဲ့ထုတ်ပေးလိုက်တဲ့ပုံဒီ portrait အနေနဲ့ပေးမှလား landscape အနေနဲ့ပေးမှလား square ပုံစံမျိုးအနေနဲ့ပတ်လည်ညီမှလားဆိုပြီးတော့မှတောင်းတယ်နောက်တစ်ခါကျတော့ concise လုပ်ပေးရမှလား standard ပုံစံမျိုးအနေနဲ့ပေးရမှလားဒါမှမဟုတ် detail ကြကြရေးပေးရမှလားဆိုပြီးတော့မှကြိုက်တယ်လို့ယူလို့ရတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်း value အကြောင်းအရာမျိုးကိုအဓိကထားပြီးပေးရမှလဲဘယ်လိုကာလမျိုးနဲ့ပေးရမှလဲဆိုပြီးတော့မှရေးခိုင်းတယ် classic classic color ဆိုပြီးတော့ရေခိုင်းလိုက်မယ် generate လုပ်ခိုင်းလိုက်မယ်စိုးဆက်ပေးထားတဲ့အကြောင်းအရာ၄ခုသလုံးပေါ်မူတည်ပြီးတော့တော့မှဒီလိုပုံလေးတစ်ပုံနဲ့အကြောင်းအရာအကုန်လုံးကိုထင်စားမြင်သာရှိစေဖို့အတွက်ကိုပုံလေးတစ်ပုံနဲ့ဖော်ပြပေးထားတာပဲဖြစ်တဲ့ဒီပုံလေးကတော့အကြောင်းအရာတွေကိုအများကြီးလိုက်ပြီးလန်လောနေရမယ့်အစားဒီပုံကိုကြည့်လိုက်တာနဲ့ဒီပုံမှာရှိတဲ့ concept တွေအကုန်လုံးကိုသိရှိသွားစေဖို့အတွက်ကိုပဲ infographic အနေနဲ့ဖော်ပြထားခြင်းပဲဖြစ်တယ်ပေါ့နော်ဒါကတော့ infographic အပိုင်းမှာဒီဘိုင်းမှာဆိုလို့ရှိရင်တော့ detail တက်အနေနဲ့ကျတော့ကိုကဒီအကြောင်းအကုန်နဲ့ပတ်သက်ပြီးတော့မှတည်တည်ချာချာကိုကိုပြန်ရှင်းပြစေခြင်းနဲ့ powerpoint slide ပုံစံမျိုး နဲ့ရှင်းပြနေခြင်းလဲဆိုလို့ရှင်တော့ဒီ data ကိုသုံးတယ် presenter slide ကြတော့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကိုက expert တခြားတယောက်ကိုဒီကြောင့်နဲ့ပတ်သက်ပြီးတော့မှ presentation လုပ်နေတဲ့ puppet လေးတွေလောက်ပဲထုတ်စေခြင်းတဲ့အခါမျိုးမှာဆိုတော့ presenter slide ကိုသုံးတယ်အဲ့ဒီမှာလေကိုကျန်းနေတဲ့ language နဲ့ထုတ်လို့ရတယ် short ဆိုလို့ရှင်တော့ total လေးတွေပဲပေါ့နော်ဒီ slide ကအများကြီးမဟုတ်ဘူးနည်းနည်းပဲထွက်လာလိမ့်မယ် default အနေနဲ့ဆိုလို့ရှင်တော့ကိုရဲ့ဒီစုပ်စပ်ပုံမူတည်ပြီးတော့မှ slide က10ခုဆို10ခုအခု20ဆိုအခု20စုပ်စပ်များရင်များသလောက်ကျွန်တော်စမ်းကြည့်ရသလောက်ထွက်လာ နောက်တစ်ခုကကျတော့ဒီလိုပုံစံမျိုးအနေနဲ့ create လုပ်ပေးစေချင်တာလဲပေါ့နော် high level outline ကကျတော့ကိုယ်အနေနဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှကို present လုပ်ချင်တာဒါမှမဟုတ်ကိုလေ့လာချင်တာဒီကိုယ့်ရဲ့ level အနေနဲ့ကိုကတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဘလောက်တော့သိပြီးသွားပြီးငါ့ကိုတော့ဘလောက်တော့ပြီးဥမာကိုကတခြားတစ်ယောက်ကိုပြန်ပြီးတော့ present လုပ်ရမယ့် level ဒီ beginner level လားဒါမှမဟုတ်လို့ရှိရင် manager level လားနောက်တစ်ခါကျတော့ကျောင်းသားတွေမှာဆိုလို့ရှိရင်လည်းပထမနှစ်လားဒုတိယနှစ်လား master level လား phd level လားဆိုပြီးတော့မှ level အလိုက်ကို presentation slide ဒီဒီ data တွေကိုထုတ်လို့ရတာပဲဖြစ်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဘယ်လိုမျိုးထုတ်လိုက်မလဲဆိုလို့ရှိရင် beginner level ဖြစ်ရမယ်ကာလာဖူးလည်းဖြစ်ရမယ်အထရက်ရှင်စတိုင်လည်းဖြစ်ရမယ်ဆိုပြီးတော့မှဂျန်ရိတ်လုပ်ကိုင်းလိုက် ဒါဆိုလို့ရှိရင် beginner level တိုင်းကတ်တုံပုံစံလေးတွေနဲ့ပို့ပြီးနားလည်လွယ်အောင်ဆိုပြီးတော့မှထုတ်ပြရတာတွေ့ရတယ်။အဲ့တော့ကြောင့်မို့လို့ကိုက slide ကိုထုတ်တဲ့အခါမှာပို့ပြီးတော့တိတိကျကျနဲ့ကိုလိုချင်တဲ့ပုံစံမျိုးလေးရေးပေးမှသာပို့ပြီးတော့ကိုလိုချင်တဲ့အတိုင်းပို့ကောင်းတဲ့ quality ကိုရမှာဖြစ်လိမ့်မယ်။ဒါပါဆိုလို့ရှိရင် failure ရဲ့ data ဆိုတာကြတော့လုံးဝကိုကတ်တုံပုံစံမျိုးလေးတွေနဲ့ထုတ်ပေးလာတဲ့ professional မဆန်ဘူးလုပ်ငန်းမှာတော့သုံးတယ်ဆိုလို့ရှိရင်တော့အရင်ကြီးအဆင်မပြေနိုင်ဘူးပေါ့နော်။ PowerPoint slide ကလည်းနည်းတယ်ဒီဘက်မှာ failure တွေနဲ့မှထုတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ professional နဲ့နည်းနည်းပို့ဆန်တဲ့ data တွေအကုန်လုံးကလည်းအဆင်ပြေတယ် online ကလည်းမြင်ရတယ်ပေါ့ထုတ်ချင်တယ်ဆိုလို့ရှင်တော့ဘလို့ပုံစံမျိုးဒီအနောက်မှာ describe မှာကိုလိုချင်တဲ့အကြောင်းအရာကိုတိတိကျကျတိတိကျကျရေးပြီးသွားတော့မှ topic ပါရေးပြီးထုတ်မယ်ဆိုလို့ရှင်တော့အကောင်းဆုံးပုံစံမျိုးတွေကိုရရှိမှာပဲဖြစ်ပါတယ်။နောက်တစ်ခါကျတော့ setting ပါ setting ကတော့ပုံမှန်တိုင်းကိုပဲ output language ဒီကိုအနေနဲ့ bell language ပုံစံမျိုးအနေနဲ့ထုတ်ချင်တယ်ဆိုပြီးတော့ရွေးဖို့အရာတစ်ခုပဲပါတယ်။နောက်တစ်ပိုင်းကတော့ device အနေနဲ့ဒါကတော့ဘယ်လိုပုံစံမျိုးအနေနဲ့ mode သုံးမယ်ပေါ့နော်။နောက်တစ်ခါကျတော့ manage subscription pre သုံးတဲ့အကောင့်ပါဆိုလို့ရှိရင် setting နဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင် upgrade to plus ဆိုပြီးတော့မှ ဒါ upgrade လုပ်ခိုင်းနေပေါ့နော်ကျွန်တော်အခုတွေ့ထားတာတွေတော့တပတ်မှဒီတလစာ freedom လို့ရတဲ့ Google AI Pro ကိုဝယ်ပြီးသုံးထားတာဒီမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ကကြတော့ဒီ infographic နဲ့ site တက်ကိုလုံးဝသုံးလို့မရဘူး channel feature တွေအကုန်လုံးကိုတော့သုံးလို့ရတယ်ဒီဘက်မှာ so file နေရကြတော့အများဆုံး90ပဲတင်လို့ရတယ် pro plan ဝယ်ထားတဲ့ file ကကြတော့ so file တင်မယ်ဆိုလို့ရှိရင်အများဆုံး300တိတင်လို့ရတယ်ကိုတရား file ကိုတင်မယ်ဆိုလို့ရှိရင်အများဆုံး 50MB လောက်တိပဲတင်လို့ရတယ်50 MB တည်းမြင်ရင်တော့မရဘူးပေါ့နော်အဲအဲ့လိုမျိုးလေးတော့သူကန့်သက်ချက်လေးတော့ရှိတယ်ဒါပေမဲ့တချို့အချိန်တွေကြတော့ကိုကစာရိုက်ထည့်တာလည်းသုံးမယ်ဒီဘက်က data ပုံတွေထည့်တာလည်း ည်းသုံးမယ် drive လည်းသုံးမယ်လင်လည်းသုံးမယ်ဆိုလို့ရှင်တော့အဲ့ဒါတွေအကုန်လုံးကိုပေါင်းပြီးတော့မှတိုကင်အနေနဲ့သတ်မှတ်ပြီးတော့မှပဲခွဲခြားသွားမှာပဲဖြစ်ပါတယ်ဒါကတော့ကိုယ်အနေနဲ့သုံးလို့ရတယ်နောက်တစ်ချက်အနေနဲ့ကိုကဒီဘက်မှာ sofa နေပြည့်သွားပြီးဆိုလို့ရှင်လည်း mind note တွေကနေပြီးတော့မှကိုမလိုအပ်တဲ့အပိုင်းတွေကိုပြန်ပြီးတော့ဖြတ်ချလိုက်မယ်ဆိုလို့ရှင်တော့ sofa နေရရော့ကျသွားမှာပဲဖြစ်ပါတယ်ဗောနော်ကိုကဲနုတ်ဘုတ်အန်လန်ကိုအသုံးပြုပြီးတော့မှကိုရဲ့ recipe paper တွေနောက်တစ်ခါကိုလေ့လာခြင်းနဲ့ပညာရဲ့ net ပဲအကုန်လုံးမှဘာသာစကားဘလူမျိုးပဲ꿰ပြနေပါစေကိုကဲနုတ်ဘုတ်အန်လန်ကိုထည့်သွင်းပြီးတော့မှ ကိုယ့်ရဲ့မိခင်ပါတဲ့စကားနဲ့အလွယ်တကူလေ့လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဗီဒီယိုကမိတ်ဆွေတွေအရေးရှိမယ်လို့ညွှန်လဲပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ပါသေးရင် subscribe လုပ်သွားပေးခြင်းဖြင့်ကိုကြီးပေးပါဦးနောက်ဗီဒီယိုမှာပြန်လေးကြတော့